ားလုံးမင်္ဂလာပါငွေငွေရလေတိလာလုံးဝလေမချွဲလည်းမချွဲတော့ဘူးချွဲချွဲရမယ်ဆိုရင်လေရုံးတိတိအောင်မစားအောင်ချွဲထားယူမကြိုက်ဘူးငွေလည်းချွဲလေးပါလေးတင်အောင်မယ်လေနော်အဓိကအကြောင်းရပေါ့လေငွေတို့ကလောကကြီးမှာမိုင်းဆိုးဘော်ဒီဆိုရဲဒီသုံးခုပေါင်းပြီးတော့မှကံတရားတစ်ခုဖြစ်ပေါ်လာရဲပေါ့ကံတရားတစ်ခုဖြစ်ပေါ်လာရဲဆိုတဲ့အခါမှာကံကံအကျိုးဆိုတာရှိပါရဲ့ကံကံအကျိုးဆိုတာရှိတဲ့အတိုင်းပဲကံဆိုတာအလုပ်ပေါ့နော်အဲ့ခါကျတော့ငွေတို့ကကိုကလေဟို သူများလေးကဟာကံကောင်းလိုက်တာသူများလေးလိုမျိုးကံကောင်းချင်လိုက်တာလို့သာပြောကိုကိုတိုင်းအရင်ဆုံးကောင်းအောင်နေရမယ်ပေါ့နော်အဲ့တော့ကိုကဘယ်လိုကောင်းအောင်နေရမလဲဆိုတော့လေအထက်ကကံကံကြီးအကျိုးဆိုတဲ့အတိုင်းပဲအကုန်လုံးဒီကိုလုတ်သမျှအရာတွေကိုပြန်ခံစားမရတာပေါ့နော်အရင်တော့ဆိုရင်တော့ပေါ့လေဟိုဘယ်လိုပြောမလဲအဲအရင်တော့ဆိုရင်လာကိုပြုတ်ရဲ့ကံဒီနောက်ဘဝကျမှသာကိုရဲ့ဟိုဝစ်လေပဲထားလိုက်ပါဝစ်လေတာဒီနောက်ဘဝကျမှသာပြန်ဝစ်လေရလို့ရှိရပေါ့အခုဟာကျတော့လေဟိုခေကြီးကတိုးတက်လာတဲ့အမျှလေး ဝိဆိုလဲချက်ချင်းကိုလဲတယ်ချက်ချင်းပြတ်ခံရတဲ့ခကြီးကိုရောက်လာပြီပေါ့နော်အဲ့တော့ငွေကအဓိကလေဘာကိုပြောချင်တာလဲဆိုတော့လေကန်တစ်ခုဖြစ်လာတဲ့အခါမှာကန်ကန်ကြီးအကျိုးဆိုတဲ့အတိုင်းပဲကန်ဆိုတာအလုံးအဲ့တော့ကိုကကောင်းတာဖြစ်ချင် ကောင်းတာလုပ်ရမယ်မကောင်းတာလုပ်ပြီးတော့မကောင်းတာဖြစ်မှာပဲဒါဒါကန်ကန်ကြီးအကျိုးတရားပဲပေါ့နော်ကန်ကန်ကြီးအကျိုးဆိုတဲ့အတိုင်းပဲကန်ဆိုတာအလုံးဖြစ်တဲ့အတွက်ပေါ့နော်ကိုကကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်မကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်ဒါကတော့ဒါမတ်သက်ပဲပေါ့ကွာအဲ့ခါကျတော့လေကိုကလေကောင်းတာဖြစ်ချင်တယ်ဆိုရင်ကောင်းတဲ့အရာတွေလုပ်ရတယ် ကောင်းတဲ့အရာတွေတွေးရတယ်ကောင်းတဲ့အရာတွေကိုလုံးရတယ်အဲ့အမှကိုကကောင်းမှာအဲ့အမှကိုကကံကောင်းတယ်လို့ခေါ်တာပေါ့နော်အဲ့တော့အဓိကကဒီကိုကကံကောင်းခြင်းနဲ့ဆိုရင်ကောင်းအောင်နေဖို့လိုရတယ်ကောင်းတဲ့ပြုမှုတွေအလုပ်တွေလုပ်ဖို့လိုရတယ်အဲ့တော့အဟုတ်ပြီအဲ့ဆိုရင်ကိုကကံကောင်းအောင်ဘယ်လိုနေရမလဲဆိုတော့အရေးအကြီးဆုံးကလေလောကကြီးမှာငွေကတော့ဗုဒ္ဓဘာသာဖြစ်တဲ့အတွက်ဗုဒ္ဓဘာသာရဲ့ဟိုအစုံးမိုင်းနဲ့ဟိုလက်ဆောင်ပြရဲ့အစုံးမိုင်းနဲ့ပေါ့နော်ငွေဘက်ကအမြင်ဗုဒ္ဓဘာသာရဲ့ဟိုတရားတွေဘက်ကပဲငွေကနေပြောရမယ်ဆိုရင်ပေါ့လေကိုကကံကောင်းအောင်ဘယ်လိုနေရမလဲဆိုတာကား ကိုကအရင်ဆုံးတိကျကိုကျင့်တရားကောင်းအောင်လေ့ရမယ်ကိုကျင့်တရားကောင်းအောင်ဟုတ်ပြီကိုကျင့်တရားဆိုဘာလဲဆိုကိုကိုယ်တိုင်ကျင့်ကြံရတဲ့တရားကိုကိုယ်တိုင်ကျင့်ကြံရတဲ့တရားပေါ့နော်အဲ့တော့ကိုကကိုကျင့်တရားကောင်းအောင်ဘယ်လိုနေရမလဲဆိုရင်အရေးကြီးဆုံးဒီ၅ပါးတိလာလို့ခေါ်ရဲကံ၅ပါး၅ပါးတိလာလုံရပါမယ်၅ပါးတိလာရဲမှာဆိုရင်ပေါ့နော်ကိုကဟိုကာမေတုမိဆာဆာရာတူရာမေရယအများကြီးပေါ့နော်၅ပါးရှိရဲအထက်မှာပါငွေကဒီနေ့ဦးစားပေးပြီးပြောသွားခြင်းနဲ့အကြောင်းရင်းအားလေးက ကာမီတုမိတ်ဆက်စားရလို့ခေါ်တယ်။သူများသားများကိုပြန်မခြင်း အဲ့ကံလေးနဲ့ပတ်သက်ပြီးငွေဒီနေ့တရားလေးနည်းနည်းဟောမယ်ပေါ့နော်အဲ့တော့လေငွေပြောချင်တာကလေဒီကံ၅ပါးရှိရယ်ကိုကဟုတ်ပြီကံကောင်းချင်တယ်အဲ့တော့ကိုကဘယ်လိုနေရမလဲဆိုရင်ကိုချင်းတရားကောင်းအောင်နေရမယ်ကိုကိုယ်တိုင်ချင်းချင်ရတဲ့တရားဖြစ်တဲ့အတွက်ကိုကိုယ်တိုင်ချင်းချင်မှရအဲ့တွင်အရင်အဲ့တော့ကိုကျင်တရားကောင်းအောင်ဘာလို့လုပ်ရမလဲဆိုတော့ငါးပါးတိလာလုံအောင်အရင်ဆုံးနေရမယ်အဲ့ဒီမှာမှငါးပါးတိလာရဲ့မှာမှသူ့ရဲ့ဟိုကံတိုင်းကံတိုင်းဒီသူ့ရဲ့အကျိုးပေးရဲ့အပြစ်တွေနဲ့ရှိသလို အပြစ်တိုင်းကန်တိုင်းကတော့သူ့အကျိုးပေးနေသူရှိရပေါ့နော်ကိုကလေဟိုဘယ်လိုပြောမလဲဥပမာပြောမယ်ဆိုသူများအသက်ကိုစိတ်နဲ့တက်လိုက်ရင်စိတ်နဲ့တက်လိုက်တဲ့အပြစ်ကိုကိုခံစားရမယ်အဲ့လိုပဲကိုကိုတိုင်းကိုတိလဲအောင်ကျူးလွန်ပြီးသူများအသက်ကိုတက်လိုက်ရင်ကိုတိလဲအောင်ကျူးလွန်ပြီးတက်တဲ့အပြစ်ကိုကိုခံစားရမယ်အဲ့လိုပဲကံမိသူမိတ်ဆာဆာရဆိုရဲကံဝင်ရအဓိကဒီနေ့ဦးစားပေးပြီးပြောချင်တာအဲ့ဒါဘာလဲဆိုတော့လေသူများသားများအောင်ပြင်မာရပေါ့နော်ငွေတော့ကဟိုဘယ်လိုပြောမလဲအခုနောက်ပိုင်းမှာပေါ့နော်ဆိုရှယ်မီဒီယာကြီးကအရင်ဟိုပေါ်လာနေမြတ်ကောင်းလာရှိတယ်လို့ဆိုလာလည်းရှိတယ် အဲ့ဒီတော့အရင်တော့ဆိုရင် social media ရေဟိုဘယ်လိုပြောမလဲမထုံးကားသေးတဲ့အချိန်မှာဆိုရင်ဘာဖြစ်မလဲဆိုတော့ဟိုအရင်မဖောက်ပြန်ကြအောင်အခုနောက်ပိုင်းဆိုရင် social media တွေအဲ့လိုမျိုးအရင်ဟိုခင်မိတိုးတက်လာတယ်လည်းများဘာဖြစ်လာလဲဆိုတော့လူတွေကဖောက်ပြန်ဖို့အရင်လွယ်ကူလာရင်စိတ်တွေဖောက်ပြန်လာရပေါ့ကွာအဓိကဒီစိတ်ကနေမှစတာဖြစ်တဲ့အတွက်စိတ်တွေဖောက်ပြန်လာရင်အဲ့လိုမျိုးပေါ့နော်ဆိုတဲ့အခါကျတော့ဘယ်အရင်ကောင်းလာရရှိလို့ဆိုတာလည်းရှိတယ်အဖြူနဲ့အမဲနော်အလင်းနဲ့အမှောင်ဆိုတာအမြင်နဲ့နေရာတိုင်းမှာရှိရပေါ့နော်အဲ့တော့ငါပြောချင်တာကလေဒီကာမေတုမိတ်ဆက်စားရဆိုတဲ့ကံက အရန်ချောက်ကိုကောင်းတဲ့ကံတွေထဲမှာပါပါတယ်။ဘာဖြစ်လို့လဲဆိုတော့လေဒီခကြီးမှာလူတွေကလေဟိုမသိလိုက်မသိပါတာပေါ့နော်။ပို့ပြီးတော့ကျူးကန်ကျူးလွန်ဖို့ပို့ပြီးတော့များဖြစ်နိုင်ချေဖို့များလာကြတယ်။ဘာဖြစ်လဲဆိုတော့ဟို live ပုံမှန်လေးစိတ်နဲ့ပြင်မာတာလည်းရှိသလိုကိုမြင်လိုက်တဲ့အရာကိုစိတ်နဲ့ပြင်မာတာလည်းရှိရဲ့။ဟိုအများကြီးပေါ့နော်။ဟိုဥပမာစိတ်နဲ့လင်းပြောလိုက်တာလည်းရှိရဲ့။စိတ်နဲ့သူများပစ္စည်းကိုခိုးယူလိုက်တာလည်းရှိရဲ့။အဲ့ဒီလည်းမှန်ပါလေ။ဟိုသူများပစ္စည်းကိုခိုးယူခြင်းရတယ်လေ။ကာမီသူမိတ်ဆာသားတယ်မှာပါတယ်။ဘာလဲဆိုတော့ကာမဘာရှိတယ်။ပိုင်ရှင်ရှိပြီးသားအရာတစ်ခုကို ဘယ်တော့မှစိတ်နဲ့တော့မပြစ်မှားရအောင်အဲ့အကားလေးဟိုဘယ်လိုပြောမလဲအရန်ကြီးလေးရဲ့လေငါးဘာတိလိုက်မှာအရန်ကြီးလေးအပြစ်ကြီးရဲ့မှာလည်းပါရပေါ့နော်ဟိုငွေဆိုရင်တော့ဥပမာပြပြောငွေငွေဆိုရင်တော့လေငွေငွေလုံးနဲ့သူများဖြစ်စီဆိုရင်လေရောင်းလို့တော့စိတ်နဲ့မပြစ်မှားဘူးဘလောက်ထိလဲဆိုရင်လေငွေမမရရလေငွေအဲ့လိုငွေငွေတော့ဆိုရင် ဟိုကြောင်းတော့ရေကွာကြောင်းတော့လို့ကိုမဘူးရဲ့မှာသူများဘောပင်တစ်ချောင်းသူများခင်းရတစ်ချောင်းပန်လာခဲ့ရေပေါ့နော်အိမ်ရောက်တော့ဖွင့်ကြည့်လိုက်တော့ကိုမဘူးရဲ့မှာခင်းရတစ်ချောင်းပေါ့မြင်ပန်လာခဲ့ဟဲ့ငါကလည်းမဟုတ်ပါလားဆိုရင်လေဘသူကလည်းဆိုပြီးတော့စုံစမ်းပြော်လေအဖေကိုချက်ချင်းတငယ်ချင်းကိုလိုက်ပို့ခိုင်းပြီးတော့ပန်ရှင်လက်ထက်ကိုမရောက်ရအောင်ထည့်ငွေကအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးအကျင့်ဆိုတာလေငွေကပြောချင်တာကဘာလဲဆိုတော့ဟိုသူများပစ္စည်းဆိုရင်တက်ရှိပဲဖြစ်တက်မဲ့ပဲဖြစ်ဖြစ်စိတ်လေးနဲ့ကမပြတ်မဘူးအရင်အရေးကြီးတယ် ဘာလို့လဲဆိုတော့လေဒီလားဒီကကြီးရဲ့မှာလေဘာရတော့မဟုတ်ဘူးကွာပေါ်ပင်မဲပြောမလားဝါသနာအရမဲပြောမလားမူရဘာလို့ပဲပြောမလားမသိဘူးပေါ့နော်အရင်အဲ့လိုမျိုးလေဟိုလောက်ကြရပေါ့နော်သူများရဲ့ပစ္စည်းကိုတော့မစိတ်နဲ့မပြစ်မှားတဲ့လားကွာသူများပိုင်ရှင်ရှိပြီးသားတယောက်ကိုစနိုက်ကြော်ဘူးဆိုတာလုံးဝမလုပ်တဲ့ကိစ္စပေါ့နော်အဲ့တော့ငွေပြောချင်တာကလေဟိုဖြစ်လာတဲ့အရာတွေအကုန်လုံးမှာကန်ကန်ကြီးအကျိုးပဲအဓိကအကြောင်းကြီးကန်ကန်ကြီးအကျိုးဖြစ်ပါရဲ့အဲ့တော့လေ သူများပစ္စည်းကိုလည်းမပြင်းမမိတင်တယ်အဓိကတော့ငွေရည်ရွယ်ကတော့နောင်လန်လောင်သားကလေးအတွက်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တို့တွေကလေဟိုအလုပ်တင်နေကွာလူရဲစောင့်ဝင်နေရေးအတွက်ရှောင်ဝင်နေရတဲ့အခါမှာဒီဟိုဘယ်လိုပြောမလဲတရားပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ကိုချင်းတရားအဲ့လိုမျိုးအပိုင်းနေပတ်သက်ပြီးငွေရုံးငွေရုံးဆိုရင်တော့မှလေဟိုလောကနီတီတို့ပြည်သူနီတီတို့ဘာလို့ညာတို့တင်ရသေးရဲ့အခုနောက်ပိုင်းကလေးတွေကတင်လည်းမတင်ရတဲ့အခါကျတော့ဒီလိုမျိုးဟိုပြောပြပေးရတဲ့သူရှိမှသူတို့လည်းအဆုံးမဖြစ်မှာပေါ့နော်တရားဆိုလည်းသူတို့နာဖြစ်မှာလည်းမဟုတ်ဘူး အဲ့ခါကျတော့ဝင်ရလေစေတနာနဲ့ဟိုနောင်လန်နောင်လန်ကလေးတွေလည်းရှင်းပြပေးချင်တာပေါ့နော်အဲ့ဟာကဘာလို့လဲဆိုတော့လေအဓိကကသူများပစ္စည်းကိုစိတ်နဲ့တော့မပြင်းမမိတယ်ဘာဖြစ်လို့လဲဆိုတော့ပြင်းမမိရင်ဘလို့အကျိုးကျေးဇူးတွေခံစားရမှာလဲဆိုတော့လေဒီဘဝမှာပဲချက်ချင်းတော့တိလားဒီဘဝမှာပဲကိုကချက်ချင်းလေဘာအကျိုးကျေးဇူးခံစားရလဲဆိုတော့ဘာလုံးလုံးအဆင်မပြေဘူးကိုကလေဘာစကားပြောပြောမအောင်နောက်ဆုံးလေကိုကလေဘယ်နေရာဝဲရောက်ဘယ်နေပြန်မှာပဲရောက်ရောက်ကိုကအဲ့လိုကံမျိုးကျူးလွန်မိထားရယ်ဆိုရင်ကိုကလေ သူများဆွဆွဲတာခံရတယ်။သူများဆွဆွဲတာခံရတယ်။သူများရဲ့သဘုတ်လေးလွင်မကောင်းပြောဆိုခြင်းခံရတယ်။ကိုယ်နာမည်ပြက်ပြီးခုံတိတ်ခါကြာဆင်းတတ်တယ်။နောက်ဆုံးအဆိုးဆုံးကဘာလဲဆိုတော့ကိုယ်အရန်လက်တိတ်တယ်။လက်အရန်တိတ်တယ်ကိုယ်ဘလောက်ပဲပတ်စံရှာရှာစီးဝါရှာရှာဘယ်တော့မှစီးဝါမဖြစ်ဘူး။အဲ့လိုကံတွေကိုကျူးလွန်တဲ့ခါကျရင်အဲ့တော့ငွေကလေစေတနာလေးနဲ့ပြောပြရပါတော့နော်တိလာဟိုဘယ်လိုပဲဖြစ်ဖြစ်ကွာလူငယ်ဖြစ်ဖြစ်မသိလို့ပဲဖြစ်ဖြစ်သိလို့ပဲဖြစ်ဖြစ်မှားခဲ့တာရှိကောင်းရှိလိမ့်မယ်အဲ့ဒါမှားခဲ့တဲ့အရာတွေကိုသင်ခန်းစာယူပြီးတော့အကောင်းဆုံးကိုယ်ဘဝမှာလေမနှက်ဖန်နိုင်အတွက်အကောင်းဆုံးဖြစ်အောင်နေဖို့ ို့ပါတယ်ပြီးတော့လည်းလေကိုချင်တရားကောင်းအောင်နေကြပါပြီးတော့တိလလုံအောင်အတက်နိုင်ဆုံးစောင့်ထင်းကြပါပေါ့နော်ဘာဖြစ်လို့လဲဆိုတော့လေရာသီဥတုရလည်းဖောက်ပြန်လာပြီပြီးရင်လည်းလေဟိုလူတွေကလည်းစိတ်ဖောက်ပြန်လာရင်ပို့ပို့ဆိုးလာဖို့ပဲရှိရင်အဲ့တော့လေအခုနောက်ပိုင်းလူတွေကိုကြည့်ကြည့်လိုက်ပြီလားအိုးစီးပွားရေးလောက်ကြရဲအရင်တော့အဆင်မပြေချဘူးဘာဖြစ်လို့လဲဆိုအများစုတည်းအဲ့ဒါကြောင့်ပြောချင်တာကလေအရင်တော့လေစိတ်ကအမှန်ချမမှန်တော့မယ်လူအများစုကပေါ့အဲ့ခါကျတော့လူတွေပြက်လို့တော့ကဘာတပြည့်ပြည့်နဲ့ပြက်လာအရာအလုံးတွေ vice vice ပါပဲ အဲ့တော့လေငွေကလေဟိုဒီနေ့ပေါ့နော်ဗီဒီယိုလေးထဲမှာငွေကအဓိကပြောချင်တာကဟိုအတက်နိုင်ဆုံးတီလာကိုလောင်းအောင်ထိချပါအဲ့ဒီမှာမှာကာမေတုမိတ်ဆာဆာရဆိုကံကလည်းဒီလိုဒီလိုမျိုးအရာတွေရှိပါတယ်အဲ့ဒီအတွက်ပေါ့နော်ကိုကဟိုကံကံကြီးအချိုးကိုယုံကြည်ပါလို့ငွေကလေပြောချင်ပါတယ်အဲ့တော့တကယ်လို့ဘဝမှာကံကောင်းချင်တယ်ဆိုရင်ကိုကကောင်းတဲ့အလုပ်တွေလုပ်ပါကောင်းတဲ့အတွေ့အကြုံတွေပြီးတော့ကောင်းအောင်နေခြင်းဖြင့်တီလာလောင်အောင်နေခြင်းဖြင့်ကောင်းမွန်တဲ့နေ့အတိုင်းပတ်ဆိုင်နေကြပါစေလို့ငွေကဆုတောင်းပေးပါတယ်အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်တတ်တာ